ဟော်တော့ကြိုက်တဲ့သူတွေရှိလားအိမ်မှာကိုယ်တိုင်လှုပ်ရှားတဲ့ဟော်တော့လောက်ကောင်းတာမရှိဘူးနော်ဒီနေ့တော့အင်ရှင်မတွေစပိုမှုအစ်တလေးတွေနဲ့အစားအသောက်ချစ်သူတိုင်းအတွက်အရသာရှိတဲ့ဟော်တော့လေးတွေဘယ်လိုလုပ်ရမလဲဆိုတာပြပေးမယ်နော်ပစ္စည်းတွေကတော့ရိုးရှင်းပါတယ်ပေါင်မော့ဟော့ဒော့ကိုကြိုက်တဲ့ဆော့အမျိုးမျိုးခရမ်းကျင်သီးမုံကြီးမယိုးနစ်နဲ့ကြက်သွန်လီတခွားသီးလိုအသီးအရွက်လေးတွေပဲ ပထမဆုံးဟော့ဒေါ့ကိုကြော်မလားပြုတ်မလားกินမလားကြိုက်တယ်လို့လုပ်ပါပြီးရင် ပေါင်မုံကိုနည်းနည်းနွေးပြီးဟော့ဒေါ့ကိုထည့်လိုက်ပါအခုတော့ကိုကြိုက်တဲ့ sauce တွေနဲ့ topping တွေဥပမာချိတ်ကျက်သွန်ကြော်ထပ်ထည့်ပြီးကိုပိုင်ဟော့ဒေါ့လေးဖန်တီးကြည့်တော့အရန်လွယ်ပြီး အရသာရှိတာမို့အားလုံးပြောကြမှာပါဟေးဘာဆောင်နေလဲ အခုပဲစလုပ်ကြည့်ပြီးကိုယ့်ရဲ့ horror လက်ရာလေးတွေကိုကွန်မန့်မှာပြန်ပြပါဦးဒီဗီဒီယိုလေးကို like share လုပ်ဖို့လည်းမမေ့နဲ့နော်